ထိုင်းနိုင်ငံခွန်ကန်တက္ကသိုလ်ကပါမောက်ခချုပ်ဟောင်းပြည်ဝစစ်ရဲ့ဆောင်းပါးတွေကိုကျွန်တော်သဘောကျပါတယ်။တွေးစရာလေးတွေတစ်ခုခုပြီးလို့ပါ။သူ့ဆောင်းပါးတွေကိုလည်းအရင်ကျွန်တော်ဘာသာပြန်ခဲ့ပူပါတယ်။အခုလည်းပဲဘန်ကောက်စ်ပို့မှာဖော်ပြထားတဲ့သူ့ဆောင်းပါးပါပဲ။သူကထိုင်းနိုင်ငံအနေနဲ့နိုင်ငံခြားယင်းနှိမ့်မြုံနှံမှု FDI ကိုစီးပွားရေးမောင်းနှင်အားအင်ဂျင်တစ်ခုလိုသဘောမထားဖို့ဆွေးနွေးပါတယ်။ တချို့သောဖွံ့ဖြိုးရေးစီမံကိန်းတွေကိုကိုတူကိုထရံပုံငွေနဲ့လုံးလို့ရနိုင်ပါတယ်တဲ့ဒါဆိုရင်အဲ့ဒီရံပုံငွေကဘယ်ကရမှာလဲထိုင်းမှာစေရနာအလျောက်လူတန်းကြတာတွေရှိတယ်ဘီလီယံနာတထေးကြီးတွေကလှူကြတယ်လူလက်တန်းစားမိသားစုတွေကလည်းစန္ဒအလျောက်ကူညီလှူဒန်းနေကြတာပဲအဲ့ဒီလှူဒန်းမှုတွေကိုစနစ်တကျနဲ့စီစဉ်ပြီးရံပုံငွေတရက်ထူထောင်ဖို့သူကအကြံပေးပါတယ်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာတော့မသိနိုင်ဘူးပေါ့လေ ဆဲစုနှစ်ပေါင်းများစွာထိုင်းနိုင်ငံကနိုင်ငံခြားယင်းနှိမ့်နှံမှု FDI ကို စီးပွားရေးမောင်းနှင်အားအင်ဂျင်တစ်ခုလိုအသုံးပြုခဲ့ပါတယ်တဲ့။အချိန်တုန်းကဒီဗျူဟာကြောင့်အလုတ်ကင်တွေဖန်တီးပေးခဲ့ပါတယ်။ပြပပို့ကုန်တွေ ထုတ်ပေးခဲ့တယ်။အခုတော့ယင်းနှိမ့်နှံမှုကနေပြန်ရတဲ့နှုန်းကကျဆင်းလာနေပါပြီ။နိုင်ငံခြားယင်းနှိမ့်နှံမှုစည်းဝင်မှုကမတည်ငြိမ်ပါဘူး။လှုပ်ခတ်နေပါတယ်။ဒီလိုယင်းနှိမ့်နှံမှုကြောင့်ပြိုင်ဆိုင်နိုင်စွမ်းနေလဲ။ မြင့်တက်လာတယ်ဆိုတာလည်းတိမ်မဟုတ်တော့ဘူးကြာဆင်းလာနေတယ်ပေါ့ပြင်ပကလာတဲ့ငွေပေါ်မှာမိခိုနှိမ့်မှုကြောင့်ထိုင်းကကမ္ဘာလုံးဆိုင်ရာသွေးလန်းမှုရှော့ကို တွေ့ကြုံရဖို့ဖြစ်နေပါတယ်ထိုင်းနိုင်ငံဟာဒီလမ်းကြောင်းကိုပြောင်းသင့်ပါပြီတဲ့ထိုင်းနိုင်ငံမှာတရားဥပဒေကျွေးဝမှုကမိသားစုအနေနဲ့လက်ထက်မှာစုပုံနေပါတယ်လူသားမောင်းများစွာစီကို ခွဲဝေစီစဉ်မှု ရှိမနေပါဘူးဒီလိုစုပုံနေမှုနဲ့အတူကြံတဲ့ဝင်တို့ဝင်ပိုးတွေကိုလည်း ျှဝေထမ်းပေးလိုတဲ့စိတ်ရှိတယ်ဆိုရင်ဖြင့်ဒီမျိုးဆက်တစ်ခုတည်းမှာတင်တချိန်တစ်ခါတော့ဝင်ငွေအလယ်လက်ထောင်ချောက်ကလွတ်မြောက်ဖို့တော့ဖြစ်နိုင်ပါတယ်။တကယ်လက်တွေ့ဆောင်ရွက်နိုင်တဲ့နီလန်ကတော့အလွန်ကျူးချမ်းသာနေတဲ့သူတွေ၊ကြွယ်ဝနေတဲ့သူတွေ၊တာမန်ပြည်သူတွေစီကနေအမျိုးသားဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေတွေလှုံ့ဆော်စည်းရုံးဖို့ပါပဲ။အကယ်၍ထိုင်းနိုင်ငံကထေတိဘီလီယံနာအယောက်တရာကသူတို့ရဲ့ကြွယ်ဝမှုရဲ့တိရာဂိုင်နှုံးဂရိပြုထဲဝင်ခဲ့ရင် ထိုင်းလူထု၁၀တန်းကဒလကိုပန်၅၀မိမိစန္ဒလျောက်စေရနာဝန်တန်းထဲ့ဝင်ခဲ့ရင်ထိုင်းနိုင်ငံကတစ်နှစ်ကိုခံမှန်း85ဘီလီယံဘတ်အမေရိကန်ဒေါ်လာ2.6ဘီလီယံလောက်ရန်ပုံငွေရရှိနိုင်ပါတယ်တဲ့ရှားလာတဲ့ရန်ပုံငွေတွေကိုဖွံ့ဖြိုးရေးစီမံကိန်းတွေမှာသုံးဖို့ပါဒီလိုဆိုရင် အစိုးရရဲ့ဘတ်ဂျက်စက်ဝင်းကိုအလှည့်ကျစောင့်မနေရတော့ပဲနိုင်ငံရေးအရာအပေးယူလုပ်တာတွေစောင့်မနေရပဲ တချို့သောစီစဉ်တွေကိုကို့ဖာသာဆောင်ရွက်နိုင်ပါလိမ့်မယ်။ဒီရန်ပုံငွေကအစိုးရရန်ပုံငွေကိုအစားထိုးနိုင်မှာတော့မဟုတ်ပါ ဖြည့်ဆွက်ပံ့ပိုးပေးနိုင်ပါတယ်။ဒီရန်ပုံငွေကြောင့်အလားလာတွေပို့ပြီးတော့ဒိုးတက်စေပြီးထုတ်လုပ်နိုင်စွမ်းကို မြင့်စေပါတယ်။အခွင့်အလမ်းတွေကိုများစေဖို့စီမံကိန်းတွေကိုထောက်ပံ့ပေးနိုင်ပါတယ်။ဥပမာအဖြစ်အမေရိကန်ပြည်ထောင်စုဂျော်ဂျီယာပြည်နယ်ရဲ့ဟုတ်ပညာတင်စုအစီအစဉ်က အထူးအောင်မြင်ပါတယ် ထိခါးရတဲ့ရောင်းရငွေအမျက်စွန်းကိုအထွေထွေဘတ်ဂျက်ထဲထည့်သုံးလိုက်တာမျိုးမဟုတ်ပဲပညာရေးအတွက်တီးတန့်ခြံပြီးတော့ထားလို့ပါပဲတခြားပညာတွေမှာလုံးလေရှိတဲ့အမှားကတော့အထွေထွေဆိုပြီးဘတ်ဂျက်ထဲရောထည့်မိတာကြောင့်ပါတချို့နိုင်ငံတွေမှာဆိုရင်ပိုကောင်းတဲ့သင်ခန်းစာတွေရှိပါတယ်စင်ကာပူနိုင်ငံဆိုရင်ပြည်တွင်းစုဆောင်းငွေမဖြစ်မနေထားရှိခိုင်းပြီးအဲ့ဒီစုဆောင်းငွေကနေကမ္ဘာစစ်မီလူနေအိမ်ယာစောက်လုပ်ရေးကျန်းမာရေးပြင်ဆင်အငြင်းစားစီစဉ်တွေအထိ ပြောင်းလဲနိုင်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုရင်လည်း1960ခုနှစ်များ1980ကျောင်းတွေဆောက်လုပ်ဖို့ကြမ်းကျင်မှုအကြီးသေးအခြေခံအစအဦးတွေအတွက်ချွေတာလှုပ်ဆောင်ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။အဲ့ဒီအုံမြကအခြေခံလို့ကြီးပပို့ကုန်ကိုမြင့်တင်နိုင်ခဲ့ကြတယ်။ဒီကြတဲ့အုပ်ချုပ်မှုစနစ်ကိုစတင်စွန်ဦးတီထွင်ဆောင်ရွက်ခဲ့တဲ့အက်စတိုးနီးယားနိုင်ငံဆိုရင်လည်းပွင့်လင်းမြင်သာမှုကိုရွရွချွန်ချွန်မြင့်တင်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေလူတွေရဲ့တန်တရာရှိနေတဲ့အချက်တွေကနေယုံကြည်မှုဖြစ်စေပါတယ်ပြည်သူများကောင်းကျိုးချမ်းသာအတွက်လူမှုတွေထဲ့ဝင် မျှဝေဖို့ဖြစ်လာစေပါတယ်ဒီရန်ဝန်ဝင်လောက်တဲ့ခါမှာတေချာရှင်းလင်းတဲ့မူဝါဒတွေရှိရပါမယ်ထဲ့ဝင်ကူညီသူတွေကဩဇာလွှမ်းမိုးဖို့ထိန်းချုပ်ဖို့လုပ်လို့မရပါအလှူပေးတာကြောင့်မူဝါဒတွေကိုကိုလိုရာလှည့်ပြောင်းခွင့်မပေးနိုင်ပါဘူးငွေတွေကိုတိကျလွတ်လပ်စွာစီမံခန့်ခွဲရပါမယ် ဝင်လင်းမြင်သာမှုနဲ့ကျွမ်းကျင်မှု professional နီးကြကြဆောင်ရွက်ရပါမယ်။ပြည်သူလူထုတွေစောင့်ကြည့်ခွင့်ရှိတဲ့ကြစ်လက်တဲ့ဘုတ်ဖွဲ့တစ်ခုသာ စီမံခန့်ခွဲရပါမယ်။ဝင်လာတဲ့ငွေတိုင်းဟာဝင်လင်းမြင်သာတဲ့ဒေသတွေမှာထည့်သွင်းဖော်ပြရပါမယ်။စီမံကိန်းတိုင်းကတိုင်းတာလို့ရနိုင်တဲ့ပြစ်မှတ်တွေရှိရပါမယ်။လူထုသိနိုင်တဲ့ဒီတင်ပုံးတွေ public dashboard တွေထားရှိရပါမယ်။အလားတူအရေးကြီးတာကတော့ဖွံ့ဖြိုးမှုရဲ့ ူသားဆိုင်ရာအပိုင်းခံတာပါ။ထိုင်းလူထုတွေကဆေးဆွဲနေလို့အင်အားချိနဲ့နေရင်ကုစားမပေးတဲ့စိတ်ကြမ်းမာရေးဆိုင်ရာပြဿနာတွေရင်ဆိုင်နေရရင်ထိုင်းနိုင်ငံကကြီးထွားနိုင်မှာမဟုတ်ပါ။အချက်အလက်ထောက်ထားအခြေပြုကြိုတင်ကာကွယ်မှုတွေကုသပေးမှုတွေနဲ့အစင်းမြင့်ပေးမှသာလုံသားအင်အားစုပါဝင်နိုင်မှုကို မြင့်စေပါမယ်။အချိန်ကုန်သက်သာမယ်။မိသားစုတွေအားကောင်းတန်ဆွမ်းလာပါမယ်။ကျောင်းတွေနဲ့ရက်ရွာတွေအခြေပြုကြိုတင်ကာကွယ်မှုအစီအစဉ်တွေကိုချက်ထွင်တင်ပါတယ် နှစ်သိမ့်ဆွေးနွေးမှုပြန်လည်ပြောထောင်မှုဝန်ဆောင်မှုတွေကိုအကြာကြီးစောင့်မနေရဘဲလူအများရရှိသင့်ပါတယ်လုပ်ငန်းဝင်မှာပံ့ပိုးမှုတွေရစေခြင်းအပြင်လူတွေကိုလှုပ်ထဲမှာကြာရှည်ဆက်ရှိ နေနိုင်စေပါတယ်ဒီလိုနဲ့ရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ရရှိစေပြီးအခြေခံအစအဦးထဲမှာတစ်ဆုတ်နေတဲ့ပြဿနာတွေကိုပြတ်မှတ်ထားမြန်မြန်ဖြေရှင်းနိုင်ပါလိမ့်မယ်ငွေနှဲငယ်ရင်းပေးယုံနဲ့ကြီးမားတဲ့အောင်မြင်မှုရရှိနိုင်စေပြီးတိုင်းတာလို့ရနိုင်တဲ့ရလက်ပြန်ရမှုတွေလည်း ဖြစ်စေနိုင်ပါတယ်။အေးပေးခွင့်ဆက်လုပ်ပေုံနဲ့ပုံသွမှုတွေရှော့ချနိုင်ပြီးလရလုပ်ငန်းတွေအတွက်ဝင်ငွေပို့ပြီးတိုးတက်စေနိုင်ပါတယ်။ရေပေးရေတူးမြောင်းကွန်ရက်တွေအထူးသဖြင့်အငွေစားရက်ရွာကစီမံနဲ့စနစ်နဲ့ဆောင်ရွက်နေတာတွေရောတရှိပြီးသားတူးမြောင်းတွေကိုပြန်လည်ပြုပြင်တာတွေကြောင့်မှထုတ်လုပ်မှုကိုတိုးမြင့်နိုင်ပါမယ်။ရေရှားတဲ့ဒေတာတွေအတွက်လည်းအထောက်အကူဖြစ်စေပါမယ်။ဆက်သွယ်မှုချိုးတဲတဲ့ဒေတာတွေမှာ ဒီဂျစ်တယ်ဆက်သွယ်မှုလုပ်ပေးတာကြောင့်အခွင့်အလမ်းကွာဟမှုကိုကျင့်မြောင်းစေပါတယ်။ကျောင်းသားတွေကအခက်ခဲမရှိတော့ဘဲအွန်လိုင်းလေ့လာသင်ယူမှုတွေလုပ်နိုင်ကြလိမ့်မယ်။လုပ်ငန်းငယ်တွေကခရိုင်ငယ်နမိတ်ကိုကျော်လွန်ပြီးသူတို့ထုတ်ကုန်တွေဆောင်ချလာနိုင်လိမ့်မယ်။ဒေတာတွေကတည်ထွင် ဖန်တီးသူတွေက နိုင်ငံစဉ်ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်နဲ့ချိတ်ဆက်လာနိုင်ပါလိမ့်မယ်။ယုံကြည်ကိုးစားရမှုကအတန်ရှင်းတဲ့အုပ်ချုပ်မှုစနစ်ပေါ်မှာမူတည်နေတာကြောင့်ရန်ပုံငွေတစ်စိတ်တစ်ပိုင်းကို ဒီစနစ်အတွက်ဖြည့်ဆည်းထောက်ပံ့တင်ပါတယ်ဒါမှပဲပြည်သူတွေအနေနဲ့ရိုးသားစွာ သုံးဆွဲနေတယ်ဆိုတာသိရှိနိုင်ပါလိမ့်မယ်ပွင့်လင်းမြင်သာတဲ့အဲဤလျက်စစ်ပစ္စည်းစုဆောင်မှုလုံနိုင်ခဲ့ရင်တင်နာခေါ်ဆူမှုကိစ္စအရွေးချယ်မှုစာချုပ်ချုပ်ဆိုမှုနဲ့ပစ္စည်းပေးသွင်းမှုစတဲ့မှတ်တိုင်တွေကိုလည်းတရားဆောင်ရွက်နိုင်ပါမယ်သိကျင်တဲ့နိုင်ငံသားတွေတရင်တွေစရင်စစ်တွေကလည်းစောင့်ကြည့်နိုင်ပါလိမ့်မယ်နိုင်ငံသားတွေကလုပ်ငန်းစစ်တဲ့လုပ်ငန်းအတွက် ကရိယာနီးနာတွေကစီမံကိန်းတွေကိုလူထွင်အင်အားနဲ့ပါဝင်စစ်ဆေးတာမျိုးလုပ်နိုင်ပြီးဘတ်ဂျက်အချိန်ဇယားတွေတိုင်းဖြစ်မဲ့ဖြစ်စစ်ဆေးနိုင်ကြပါလိမ့်မယ်။လက်စားတာခိုးဝတ်တာ လုပ်နိုင်မယ်ဆိုရင်တောင်မှပိုခက်ခဲပြီးဖုံးကွယ်ထားဖို့လည်းခက်ပါလိမ့်မယ်။နှစ်စဉ်တိချလွတ်တက်တဲ့စည်ရင်စစ် စစ်ဆေးမှုကိုအငယ်၍အပြည့်အစုံ ပုံနှိပ်ဖော်ပြခဲ့ရင် ပြန်လဲထမှန်ပြင်ဆင်ဖို့မရှိအောင် ဖြစ်စေပါမယ်။တန်ရှင်းတဲ့အုပ်ချုပ်မှုစနစ်ဟာထက်ဆောင်းကုန်ကြမှုစည်ရင်မဟုတ်ပါဘူး။ကုန် ကြတဲ့အတိုင်းပြန်ရမယ်ယင်းဤမြုံနှံမှုပေါ်ကယုံကြည်မှုပဲဖြစ်ပါတယ်။ပါမောက်ခပီရာစစ်ရဲ့အခုဆွေးနွေးချက်ကတော့နိုင်ငံသားတွေနဲ့ကြွယ်ဝချမ်းသာသူတွေအကြားလူမှုပရိညင်တစ်ခုပဲဖြစ်ပါတယ်။ထဲဝင်လူဒန်းသူတွေဘီလီယံနာတွေလူလက်တန်းစားမိသားစုတွေကတေချာရှင်းလင်းစွာပြန်ရနိုင်တဲ့ရလဒ်ကိုမြင်ထားရပါမယ်။မူရစေဝါကြောင့်ဘရန်နေရကြုံရမယ်ကလေးကြီးအတွက်နဲလာမယ်။ခီးသွွားချိန်ပိုပြီးတိုလာမယ်။ထောက်ဖို့ကုန်ကြစရိတ်နဲလာမယ်။စိုက်ပျိုးရေးအတွက်တေချာ ကူးစားနိုင်မဲ့ရေရရှိရေးဖြစ်လာမယ်။ကြေလက်ကစုံတီထွင် လုပ်ငန်းရှင်တွေအတွက်ဈေးချိုတဲ့မြန်နဲ့အင်တာနက်ရရှိစေမယ်။လှူဒန်းထားတဲ့ဘတ်ငွေတစ်ပတ်ချင်းစီကိုခြေရာကောက်စစ်ဆေးလို့ရနိုင်မယ်။ပြန်လည်ရရှိနိုင်တဲ့ကျိုးမြတ်ကတော့ကျင်းဝက်ပိုင်းမျှတာမကပါဘူး။ရုပ်ပိုင်းဆိုင်ရန်လည်းဖြစ်နိုင်ပါတယ်။လုံသားအင်အားပါဝင်မှုအချိုးမြင်မာလာနိုင်တယ်လို့စီဝါလုပ်ငန်းငယ်တွေလည်းတာမအားကောင်းလာနိုင်ပါတယ်။အကျယ်ပြန့်ဒေတာဆိုင်ရာဖွံ့ဖြိုးမှုလည်းဖြစ်စေနိုင်ပါတယ်။ ပွင့်လင်းမြင်သားတဲ့ထိရောက်မှုမြင်မာတဲ့ဥတီချက်ရှင်းလင်းတဲ့လုပ်ငန်းမျိုးကို ပေးလှူဖို့မခက်ခဲနိုင်ပါဘူးလို့သူကယူဆပါတယ်။တာမန်ပြည်သူတွေနိုင်ငံသားတွေကဖျားเจ้าတွေရရွာဓမာယုံတွေအများကျိုးနဲ့မိသားစုကွန်ရက်တွေကိုလှူဒန်းနေကြပါတယ်။သိမများတဲ့စေရနာဝန်တန်းထဲဝင်လူတန်းမှုတွေကနေအပြန်အလှန်အထောက်အကူဖြစ်စေမယ်လို့ယူဆပါတယ်။အစိုးမြင်သူတွေကဒီလိုရန်ပုံငွေတွေထူထောင်ရင်ကြာရှုံးမှာပဲလို့ဆိုကြပါလိမ့်မယ်။နိုင်ငံရေးကနေပြီး ဝင်ဆက်ဖက်ချေလေလာရင်ဖွင့်လင်းမြင်သာမှုမရှိရင်ကြာရှုံးမှာပါဒီကိစ္စတွေအလုံးအပြင်အောင်မြင်မှုကခေါင်းဆောင်မှုအပေါ်မူတည်နေပါတယ်အရင်မြစ်တွေကိုစီယုံလှုံ့ဆော်ဖို့နီလန်းကလည်းညီနာဆိုင်ရာဒီဇိုင်းမျှတာမဟုတ်ပါဘူးခေါင်းဆောင်မှုနဲ့စိတ်စည်နာရှိမှုညွန်မြင်ချက်နိုင်ငံရေးဆန္ဒရှိမှုအလုံးနဲ့သက်ဆိုင်နေပါတယ်စင်ကာပူတောင်ကိုရီးယားနဲ့အက်စတိုးနီးယားတို့ရဲ့ကြီးမြတ်တဲ့အသွင်ပြောင်းတိုးတက်မှုကြီးကအလိုလျောက်ဖြစ်ပေါ်လာတာမဟုတ်ပါခေါင်းဆောင်တွေကလမ်းညွန်ဖော်ဆောင်ခဲ့ကြတာပါ ဒီကောင်းဆောင်တွေကပြည်သူတွေရဲ့ယုံကြည်မှုကိုရယူပြီးကြီးလေးတဲ့ဆုံးဖြတ်ချက်တွေရွေးချယ်စေခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကောင်းဆောင်တွေကအခုစိန်ခေါ်မှုတွေအတွက်ထရက်တင်ပါပြီ။အမျိုးသားရန်ပုံငွေတရက်အတွက်ဒီဇိုင်းရေးဆွဲတေချာကြားနာအောင်လုပ်ချန်ပီယံလုပ်ဦးဆောင်ကြတင်ပါပြီ။ဒီလိုမှလူဒန်းစားမညီမျှမှုတွေကနေအခွင့်အလမ်းတွေဖြစ်ပြောင်းလဲနိုင်မှာပါလို့ဆွေးနွေးထားပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ရောဖြစ်နိုင်မယ်ထင်ပါသလား။ ဟုတ်ကဲ့ဒါကတော့ဒီဝီမှာဖော်ပြထားတဲ့ဆောင်းပါရှင်အောင်သူငင်းရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခင်ဗျာ။